အားလုံးပဲမှာပါကျွန်တော်တို့ top 4ဘောကနေဘောကပြန်နေကြိုးစားလိုက်ပါလေဒီနေ့မှာတော့ကျွန်တော်တို့ပြောပြသွားကြတဲ့အဓိကအကြောင်းအရာကတော့တောင်ကိုရီးယားရဲ့ဘောလုံးအားကစားတိုးတက်လာခြင်းပဲကျွန်တော်တို့ TikTok ဗီဒီယိုတွေမှာဆိုလို့ရှိရင်လည်းများသောအားဖြင့်တွေ့ရတယ်မယ်တောင်ကိုရီးယားကလေးငယ်လေးတွေဘောလုံးကစားနေတာဒီကကျွန်တော်တို့တော်တော်လေးကို entertainment ဖြစ်လို့နေပြောစင်တာကနီးစနစ်ပိုင်းရောကစားကွက်ပိုင်းဆိုင်ရာရော improvement ဖြစ်နေတာကိုကျွန်တော်အတိုင်းသားမြင်ရတယ်ဒါပြီးလို့ရှိရင်ကျွန်တော်တို့လက်ရှိဘောလုံးအားကစားမှာဆိုလို့ရှိရင်ကျွန်တော်ဆွန်အောင်မင်းတို့ကင်မင်ဂျီတို့ပြီးလို့ရှိရင်ကျွန်တော်ဟွိုင်ချန်တို့ဒီလိုမျိုးကိုရီးယားနာမည်တွေကိုခက်စစ်စိတ်တွေ့လာရတယ်အဲ့တော့ ြောရမယ်ဆိုလို့ရှင်လက်ရှိအာရှတိုက်ကနေပြီးတော့မှကျွန်တော်တို့ဘောလုံးအားကစားကို improvement အဖြစ်ဆုံးတေးဖို့ပြပါကျွန်တော်ရှင်ကိုရီးယားကိုပဲပြလိမ့်မယ်ဒီတော့ကျွန်တော်တို့ကိုရီးယားနိုင်ငံကဘောလုံးအားကစားဘယ်လို investment လုပ်ခဲ့လဲဘယ်လိုရှင်ဘောလုံးအားကစားတိုးတက်လာဖို့အတွက်ဘယ်လိုလမ်းကြောင်းဖော်ခဲ့တယ်လဲဘယ်လိုမျိုးတမိုင်းအတိတ်အစံလာရှိခဲ့တယ်လဲစတာတွေကိုကျွန်တော်ဒီနေ့မှာတုံးသက်ဆွေးနွေးပြီးတော့မှဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ intro လေးပြီးစနိုင်ရ ပြောမယ်ဆိုလို့ရှိရင်တောင်ကိုရီးယားရဲ့တဟုန်လိုတိုးတက်လာတဲ့ခုနှစ်ကိုပြပါလို့ရှိရင်2000ခုနှစ်ပြည့်ကျော်အနေပဲမှာစပြီးပြလိမ့်မယ်2000ခုနှစ်အကျော်အနေစပြီးမှာကိုရီးယားကကျွန်တော်နိုင်ငံရေးစီးပွားရေးအမှုပညာဒီဘက်ဘောင်းဆောင်ကနေမြင့်တက်လာခဲ့တယ်အဲ့လိုရင့်တက်လာတဲ့အတွက်ကြောင့်လည်းပေါ်တော်အင်္ဂါစားလိုက်ပြောကမြင့်တက်လာတယ်လို့ပြောလို့ရတယ်တောင်ကိုရီးယားမှာဆိုလို့ရှိရင်ရိုးရအင်္ဂါစားနဲ့နိုင်ငံတကာအင်္ဂါစားဆိုပြီးမှာရှင်တွဲတည်ရှိနေတဲ့ဂျားမှာအဲ့ဒီဂျားမှာကျွန်တော်တို့ ဘောလုံးအားကစားတောင်ကိုရီးယားပြည်သူတွေအတွက်တော်တော်လေးကိုစိတ်ဝင်တယ်အဲပြောမယ်ဆိုလို့ရှိရင်တောင်ကိုရီးယားမှာနာမည်ကြီးဆုံးအားကစားဘေ့စ်ဘောတနိုင်ငံလုံးတိုင်းတာနဲ့စိတ်ဝင်စားသလိုတနိုင်ငံလုံးတိုင်းတာနဲ့ဆော့ကြတဲ့အားကစားဒါပေမဲ့ဘောလုံးကတော့တတိယနေရာလိုက်တယ်တတလုံးမှာဆိုလို့ရှိရင်တော့ဖွံ့ဖြိုးဆုံးအားကစားကိုကြည့်ပါဆိုလို့ရှိရင်တော့ဘောလုံးပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟောင်း19ဆက်တမ်းမှာတော့ကိုရီးယားလူကြီးရဲ့22ရာခိုင်နှုန်းကဘောလုံးအားကစားကိုအကြိုက်ဆုံးဆိုပြီးမှဖြေထားတယ်ကိုရီးယားပြည်သူတွေရဲ့လူငယ်တို့ရှားမှဆိုလို့ရှိရင်90ရာခိုင်နှုန်းဘောလုံးကိုတော်တော်လေးကိုစိတ်ဝင်စားတာတွေ့ရတယ်ပြီးလို့ရှိရင်ပြည်တွင်းဘောလုံးလိဂ်တွေ ကေလီတွေကလည်းတဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းကုတ်တက်လာနေမြနိုင်ငံတကာပိုပြီးစိတ်ဝင်စားလာတယ်ဒီအတွက်ကြောင့်မို့ကေလီတွေကနေပြီးတော့မှကျွန်တော်တို့တကယ်ဥရောပအဆင့်တန်းလိဂ်တွေကိုသွားနိုင်လို့တော့လမ်းကြောင်းတွေရတဲ့အရင်အတက်စားပိုပြီးတော့မှပွက်လာခဲ့တယ်ဒီတော့လက်ရှိလက်တလုံးမှာစောင့်ကြည့်ရမယ့်မိကောင်းတော့ပါလဲဆိုကိုရီးယားကသူတို့ရဲ့အအောင်မြင်ဆုံးဖြစ်တဲ့ဘေ့စ်ဘောနဲ့တိုက်ကွန်ဒိုကိုကြော်တက်ပြီးတော့မှဘောလုံးကနေရာယူသွားမလားဆိုရင်မေးဖို့မယ်ဘောလုံးကစားလက်ရှိနေသားမှာကဘာပေါ်မှာနာမည်ကြီးဆုံးလူကြိုက်အများဆုံးအကစား BBN ချီရဲ့လူပြားစားဘောလုံးကိုအားပေးကြတယ်လူကျင်ကိုယ်တိုင်လည်းကစားနေတာပြီးရှိတယ် ပြောမယ်ဆိုလို့ရှိရင်တောင်ကိုရီးယားတို့ပြောလက်ရှိနေထားမှာဆိုလို့ရှိရင်နိုင်ငံတကာအစီအမင်းပေါ်တတ်လာခြင်းနဲ့ပြောချင်တာလူဝင်ဆန့်ကျင်တဲ့နိုင်ငံတနိုင်ငံတွေနဲ့ဘောလုံးဘက်ကိုအလေးပေးလာတယ်။တောင်ကိုရီးယားပြောမယ်ဆိုလို့ရှိရင်လက်ရှိအာရှဘောလုံးလောကမှာအတိုးတက်ဆုံးလီတစ်ခုထဲမှာပါဝင်တယ်။ဒါကြောင့်မလို့ပဲကျွန်တော်တို့တောင်ကိုရီးယားရဲ့ဒီအစိုးရနဲ့ပြည်သူ့ဘောလုံးဖက်ဒရေးရှင်းတို့ကအကုန်လုံးကိုတွန်းလုံးနိုင်ကြတယ်အကုန်လုံးကိုလုပ်ပြီးတော့မှဒီတောင်ကိုရီးယားရဲ့ဘောလုံးအခမ်းအနားတိုးတက်လာဖို့လုပ်နေကြတယ် ဒီ Federation ဘက်ကဆိုလို့ရှိရင်လူငယ် permission တွေကိုရှာဖွေတယ်ပြီးလို့ရှိရင် အစိုးရဘက်ကကြတော့ကျွန်တော်တို့ဒီအထောက်အပံ့ပစ္စည်းတွေ supply man တွေတိုးတက်လာဖို့အတွက်အများကြီးကြိုးဆောင်ပေးတယ်တခြားနေရာတွေမှာပဲပေါ်လို့အသင်းသင်းရည်တင်နိုင်ဖို့ဆိုတာ sponsorship တွေအများကြီးလိုပဲအဲ့အတွက်ကြောင့်မို့ sponsorship တွေရရှိဖို့အတွက်လည်းအစိုးရကိုယ်တိုင်ကလုပ်ပြီးနေတာကျွန်တော်တွေ့ရတယ်အဲ့တော့တံခိုးထဲမှာဘောလုံးလောကတိုးတက်လာတယ်ဆိုတာအများကြီးအောင်ပြောကြလို့မလို့မထင်ဘူးဆိုတော့တမန်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘောလုံးအာကစားကဟိုးရင်တွေကရှိခဲ့တာတံခိုးရီးယားမှာတံခိုးရီးယားကကျွန်တော်တို့ဒီဘောလုံးအာကစားနီးနဲ့နည်းနည်းလေး တိတ်မကွာချားတဲ့ကျွန်တော်ချုံကပ်လို့ခေါ်တဲ့ကစားနည်းကိုရှီလာခင်မှာလည်းစားခဲ့ကြတယ်။ဖောင်ရှိတာ82ခုနှစ်လောက်မှာကျတော့ကျွန်တော်ဖီလီရှားဆီယံနဲ့ဘောလုံးကိုအမွေစက်ခံရရှိခဲ့တယ်။ပြောချင်တာက လက်ရှိဘောလုံးကစားနေတဲ့ပုံစံကိုကျွန်တော်တို့တောင်ကိုရီးယားက1980နှစ်မှာတည်းကဘောလုံးကိုကစားနေပြီ။တက်ကိုရီးယားဆိုနောက်ပိုင်းမှာတော့ဂျိုဆွန်မေဇာကဒီကဘာကြီးနဲ့ဆက်ဆံဖို့အတွက်လမ်းဖွင့်လိုက်တဲ့အခါမှာဆိုရင်လက်ရှိခေတ်သစ်ဘောလုံးအားကစားလည်းတောင်ကိုရီးယားကိုရောက်ရှိလာခဲ့တယ်။1988အိုလံပစ်မှာတော့ဒီကိုရီးယားပြည်ရဲ့အပီးမှာပဲတောင်ကိုရီးယားဘောလုံးတင်းနဲ့ဘေ့စ်ဘောအသင်းကသူတို့ရဲ့တုံ့တန်းမှုပြနိုင်ခဲ့တယ်။ဒီကနေအိုလံပစ်ပြိုင်ပွဲကနေကိုရီးယားကိုကမ္ဘာအသီးမတ်ပြုစေခဲ့တယ်။ဒါပေမဲ့2000ကမ္ဘာဖလားတော့တောင်ကိုရီးယားပုံရိပ်ကိုအခိုင်အမာတည်ဆောက်နိုင်ခဲ့တာ။ဘောလုံးအားကစားကိုတောင်ကိုရီးယားမှလူကြိုက်များလာတဲ့အကြောင်းရင်းအားလည်းအများကြီးရှိ ှိတယ်။ဘာလို့လဲဆိုတော့ဆော်မင်းတို့ကစားသမားတယောက်ကတော်တင်မန်ကိုအတင်းကိုဥဆောင်တယ်။အဲ့တော့တောက်ဖူးရသားတွေအတွက်ကွန်ပျူတာရန်ဖြစ်တယ်။ပြီးလို့ရှိရင်တနိုင်ငံလုံးကဆော်ဟောင်းမင်းဆိုလို့ရှိရင်ပို့ပြီးမှလူသိလာကြတယ်။သတင်းမီဒီယာတိုင်းမှာဆော်ဟောင်းမင်းအကြောင်းဝင်မြင်ရတယ်။အဲ့တော့ဘောလုံးအားစားတဲ့လူတို့ကအထီးတွေ့ပုံများလာရင်လို့ပြောကြတယ်။ဒီလိုအထီးတွေ့ပုံများလာအောင်လို့လည်းကျွန်တော်ဒီအစိုးရဘက်ကနေပြီးမှ supply မှနေပေးထားတယ်။အဲ့တော့နိုင်ငံတကာအောင်မြင်မှုပြုလို့ရှင်လူငယ်တို့ရဲ့စိတ်ဝင်စားလာမှုပြုလို့ရှင်တပိုင်းနဲ့ connection လုပ်နိုင်မှုဒီလိုချက်လက်တွေအကုန်လုံးကို ကြည့်မိအောင်လို့အစိုးရကအားပေးထောက်ခံမှုပေးထားတယ်။အဲဒီတော့ကျွန်တော်တောင်ကိုရီးယားရဲ့ဘောလုံးလောကကအရှိဟုံအမြင့်တိုးတက်လာတယ်လို့ပြောပြရတယ်။အစိုးရဘက်ကနောက်ထပ်ဘာတွေလုပ်ပြီးသေးလဲဆိုတော့ဘောလုံးအားလုံးလူတွေပို့ပြီးစိတ်ဝင်စားအောင်လို့ဒီဘောလုံးပွဲကြီးရှုခွင့်တွေကို package နဲ့ရောင်းချပေးတာပြီးလို့ရှိရင် premium လက်မှတ်တွေရောင်းချပေးတာပြီးလို့ရှိရင်ဘောလုံးစင်တန်မြင့်တင်ပေးတာပြီးလို့ရှိရင်လူလူအတွင်းရက်နဲ့အောင်ချက်ဝင်ပေးတာမျိုးပဲအများကြီးရှိတယ်။ပွဲစဉ်တွေကိုဗျာ social media တွေကြုံညာပေးနေတယ်။အဲဒီတော့တောင်ကိုရီးယား data တွင်ဘောလုံးပရိသတ်ရေးအတွက်ကလက်ရှိနေတာမှာတဖြည်းဖြည်းချင်းတိုးတက်လာမှာပဲ။ ဒါပေမဲ့လို့တောင်ကိုရီးယားမှာတခုရှိတာဗာလဲဆိုကီလီကီလီကတော့ပြောမယ်ဆိုလို့ရှိရင်အာရှရဲ့အချိန်အကြာဆုံးလိကတခုဖြစ်တယ်အသင်း25အသင်းက division နှစ်ခုခွဲပြီးမှရှင်းတဲ့ကစားတယ် ဒီကိလေမှာအများဆုံးတရားပြဿနာတန်ခွဲရဲ့ quality နဲ့တိုင်ဆိုင်မှုပဲဥရောပမရှင်နိုင်တဲ့အတွက်ကြောင့်မို့ဒီဒေတာတွေမှာတော့စိတ်ဝင်စားမှုတွေကအဲနှိမ့်ချလာနေတယ်အဲ K1 နဲ့ K2 ကဘောလုံးအသေးအသစ်တွေရောက်လာတယ်ဒါပေမဲ့ကိုရီးယားပြည်သူတွေရဲ့အတွင်းမှာတော့ပြည်ရင်းလိပေါ်မှာစိတ်ဝင်စားမှုတော့နှိမ့်နေသေးတယ်တန်ကိုရီးယားဘောလုံးတင်းကအာရှမှာဆိုလို့ရှိရင်ဒါလွှမ်းမိုးနိုင်မှုရှိတဲ့အသင်းထဲမှာပါဝင်နေမှတ်တမ်းတွေရတန်ကိုရီးယားလက်ရွေးစင်အသင်းအတွက်ကစပေါ်ဆာတွေအများကြီးရတယ် လို့ရှိရင်ပြည်သူတွေရတဲ့နိုင်ငံလက်ရွေးစင်တင်းရဲ့အခြေအနေတွေဘောလုံးလက်ရွေးစင်တင်းရဲ့အခြေအနေတွေကိုပို့ပြီးတော့မှသိကျင်လာကြတယ်အဲ့တော့လက်ရှိတောင်ကိုရီးယားရဲ့လက်ရွေးစင်အတင်းထဲမှာဆိုလို့ရှိရင်လူငယ်ကစားသမားတွေအသားကျလာနေရတယ်အဲ့တော့တောင်ကိုရီးယားရဲ့လက်ရှိနောက်ထပ်ပြမကတော့တချို့တွေရဲ့တည်နေမှာဆိုလို့ရှိရင် top plan စီးရင်လည်းဝင်ရောက်ဖို့ပဲအဲ့တော့အာရှမှာနေမကဘဲနဲ့တောင်ကိုရီးယားနေနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့မှ အလုံးတိုးတက်ပြန်ပွားရင်ဦးစားပြီးလှုပ်ဆောင်နေတာဟင်ကိုကျွန်တော်များသောအားဖြင့်တွေ့ရတယ်။အဲ့တော့ပြောမယ်ဆိုလို့ရှင်ဗျာတောင်ကိုရီးယားကသူတို့ရဲ့ဘောလုံးအားသာတိုးတက်လာမှုအတွက်အားကြီးလုပ်ခဲ့အစိုးရကိုယ်တိုင်ကရောဖက်ဒရေးရှင်းကိုယ်တိုင်ကရောပြီးလို့ရှင်ကျွန်တော်တို့ဒီပြည်သူတွေကိုယ်တိုင်ကပါစိတ်လူလက်ရနဲ့ကျွန်တော်တို့တောင်ကိုရီးယားလက်ရွေးစင်အသင်းပေါ်မှာအများကြီးအားပေးအားမြောက်မှုတွေလုပ်ကြတယ်။ဒီတော့ကျွန်တော်တောင်ကိုရီးယားရဲ့ဘောလုံးကတဖြည်းဖြည်းချင်းညှက်တက်လာပြီးတော့မှတောင်ကိုရီးယားပြည်တွင်းလီဂ်ကစားသမားတွေကိုယ်တိုင်ကရော ကျွန်တော်တို့ပြပောက်ထွက်ကစားတာမျိုးတွေတွေ့လာရတယ်ပြီးလို့စတဲ့ဗျာနဲ့ထက်ပါပဲခင်းနီကိုတော့စိတ်ဝင်စားမှုနည်းနေတရားကိုကျွန်တော်မြင်ရတယ်အဲ့တော့တောင်ကိုရီးယားအနေနဲ့နောက်ထပ်တစ်ခုပြည်တွင်းလေးကိုတိုတက်ဖို့လို့လို့ရတာတစ်ခုကတော့ဗာလဲဆိုလမ်မကြီးကစားသမားတွေကိုပြည်တွင်းလေးစီနာဖို့ဖိတ်ကွန်နိုင်ဖို့အကြီးအနေပြောမှာကျွန်တော်ဒီ2000နှစ်ကဘာဖလားနေပြောမှာတွားလာတယ်ကကျွန်တော်မန်ချက်စတာယူနိုက်တက်စီမားဆိုလို့ချက်ပတ်ချီဆန်ရောက်ရှိလာတာမျိုးတွေဒီလိုမျိုးတွေလည်းအများကြီးရှိရပြီလို့ရှိရင်လက်ရှိနေသားမှာဆိုလို့ရှိရင်တောင်ကိုရီးယားရဲ့ဘောလုံးကစားသမားတွေရဲ့ အဲဒါကဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ form ပဲပြီးလို့ရှိရင်နောက်ထပ်တစ်ခုခင်မင်ဂျီလို့ပစာသမားမျိုးပဲရှိတယ်လို့ရှိရင် point channel လို့ပစာသမားမျိုးရှိတယ်ဒီတော့ကြောင့်မလို့တောင်ကိုရီးယားမှာဆိုလို့ရှိရင်ချေဖောင်လမ်းပြပြီးမှလမ်းဖောက်ပြီးသားပစာသမားတွေရှိတော့ကြောင့်မလို့တောင်ကိုရီးယားရဲ့ပုံလုံးကြီးကတဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းပို့ပြီးတော့မှလိုတက်လာအောင်ကျွန်တော်မြင်ရတယ်အဲ့တော့အာရှအတင်းထဲမှာဆိုလို့ရှိရင်လက်ရှိနေတာမှာ stronger အဖြစ်ဆုံးဒေကတတင်းဖြစ်တဲ့ကိုရီးယားနိုင်ငံရဲ့ပေါ်လုံးဖွံ့ဖြိုးတိုးတက်လာမှုနဲ့တမိုင်းကြောင်းတွေကိုကျွန်တော်ဒီနေ့မှာပြောပြပေးသွားဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်တစ်ပုဒ်မှာပဲထပ်ပြီးတော့မှပြန်တွေ့ကြရအောင်